ပစိဖိတ်သမုဒ္ဒရာရဲ့အင်အားချိန်ခွင်ရှာကိုပြောင်းလဲပြစ်နိုင်တဲ့ခြေလှမ်းတစ်တခုအဖြစ်တရုတ်နိုင်ငံရဲ့အဆင့်မြင့်ဆုံးနဲ့တတိယမြောက်လေးရည်တင်သင်းပေါ်တဲ့ဖူဂျီရန်ဟာတက်တော်ဝင်ခန်းနာပြီးရပ်ပိုင်တွင်မှာပဲတရုတ်ဝင်တာဝန်ထမ်းဆောင်မှုစတင်လိုက်ပြီးဖြစ်ကြောင်းတရုတ်ဆိုရသတင်းမီဒီယာတွေကကြေညာလိုက်ပါတယ်အပြည့်စုံကိုတော့ community ကပြောပြပေးပါမယ်ရှင်ဒါအမေရိကန်ပြည်အောင်စုရဲ့ရည်တက်အင်အားကိုပထမဆုံးချိန်ဖြစ်ဒိုင်းရိုက်စင်ခေါ်နိုင်မဲ့ခြေလှမ်းတစ်ခုလည်းဖြစ်လာခဲ့ပါတယ်ဖူဂျီရန်ကိုအရင်လေးရင်တင်သင်းပေါ်နှစ်ဆင့်ဖြစ်တဲ့ လျောင်းနေနဲ့ရှန်တောင်တို့ထက်အများကြီးပိုအစွမ်းထက်စီတဲ့အဓိကချက်ကတော့သူ့မှာတက်ဆင်ထားတဲ့ကက်စစ်တန်လိုက်ပြစင်စနစ်ပါပဲဒီနည်းစနစ်ဟာအရင်ကရုရှားဒီဇိုင်းစကီဂျမ်ကုန်းမတ်တွေနဲ့မတူဘဲပိုလေးလံတဲ့လက်နက်တွေလောင်စာစီတွေတင်ဆောင်ထားတဲ့တိုက်ဒီရင်တွေကိုအရှိန်အဟုန်နဲ့ပြစ်လွတ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဖူဂျီယန်ဟာရန်သူပြစ်မှတ်တွေကိုအများကြီးပိုဝေးတဲ့နေရာကနေတိုက်ခိုက်နိုင်စွမ်းရှိသွားမှာပါဒီနည်းပညာကိုပိုင်ဆိုင်တဲ့နိုင်ငံဟာကမ္ဘာမှာအမေရိကန်ပြည်ရင်တရုတ်တနိုင်ငံပဲရှိပါသေးတယ် ီတင်မအရေးပါမှုကိုပြသတဲ့အနေနဲ့တက်တော်ဝင်အခမ်းအနားကိုတရုတ်သမရာရှိချင်းဖြင့်ကိုရိုင်းတက်ရောက်ဆစ်ဆီးခဲ့ပြီးတင်မသားတွေကလည်းသူရှိမောက်မှာပါတီရဲ့အမိန့်ကိုနားခံပါမယ်တိုက်ပွဲတိုင်းကိုနိုင်တိုက်မယ်လို့တံပြန်ကြွေးကြော်ခဲ့ကြပါတယ်တရုတ်ဆိုရမီဒီယာတွေကတော့ဒီနည်းပညာကိုသမရာရှိချင်းဖြင့်ကိုရိုင်းဆုံးဖြတ်ချက်နဲ့အသုံးပြုခဲ့တာဖြစ်တယ်လို့ချီးကျူးဖော်ပြကြပါတယ်ဒါပေမဲ့ကျွမ်းကျင်သူတွေကတော့ဖူဂျီယန်ဟာတကယ်ဆစ်ဆင်ရေးဝင်ဖို့အနည်းဆုံးတစ်နှစ်လောက်လိုသေးတယ်လို့သုံးသပ်ကြပါတယ်ဘာကြောင့်လဲဆိုတော့ ထမချက်ကပင်လယ်ပြင်စမ်းတပ်မှုတွေမှာ G15 တိုက်တရင်တွေဟာလက်နက်မပါဘဲပြန်တက်နေတာကိုတွေ့ရပြီးဒါဟာစမ်းတပ်မှုအဆင့်မှာပဲရှိသေးတယ်ဆိုတာကိုပြသနေပါတယ်။ဒုတိယချက်ကတော့ Fujian ဟာအမေရိကန်ရဲ့ဒိန်းဒင်းသင်္ဘောတွေလိုနျူကလ িয়ার စွမ်းအင်သုံးမဟုတ်ဘဲဒီဇယ်စွမ်းအင်သုံးဖြစ်တာကြောင့်သူ့ရဲ့စစ်စင်ရေးဟာကန့်သတ်ရှိနေပြီးမကြာခဏလောင်စာပြန်ဖြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။ဒါပေမဲ့အားနည်းချက်တွေရှိနေပေမဲ့ Fujian ရဲ့အခန်းကဏ္ဍကအလွန်ရေးပါပါတယ်။ American Pentagon စစ်ထာနာချုပ်ကတော့ Fujian ဟာ တရုတ်နိုင်ငံရဲ့စစ်အင်အားပြတ်သားနိုင်စွမ်းကိုကြီးကျယ်မြင့်တင်ပေးနိုင်ပြီးသူသဖြင့်ထိုင်ဝမ်အရေးခင်းလို့ပြိပခမျိုးမှာပြေးပါတဲ့အခန်းကဏ္ဍနဲ့လေပေါင်ဝင်လာနိုင်တယ်လို့အကဲဖြတ်ထားပါတယ်။ဖူဂျီယန်တပ်တော်ဝင်မှုဟာတရုတ်နိုင်ငံရဲ့ရေတပ်အင်အားကြီးမားလာမှုကိုပြသလိုက်တဲ့အမိုင်းမှတ်တိုင်တစ်ခုပါပဲ။ဒါပေမဲ့ဒီပညာအသစ်တွေကိုကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့နဲ့တကယ်စစ်မြေပြင်မှာအမေရိကန်ရဲ့အထွေထွေရင်းချက်မှုကိုရှင်းပြနိုင်ဖို့အတွက်တော့သူမှစင်ခေါ်မှုတွေအများကြီးကြန့်ရှိနေပါသေးတယ်။ဒီသမုတ်တွေဟာပစိဖိတ်သမုတ်တွေအရေက အင်အားချိန်ခွင့်ရှာကိုတကယ်ပဲပြောင်းလဲပြစ်နိုင်မလားဒါမှမဟုတ်စုပ်ကူဘော်ကကြားရကောင်းပဲဖြစ်နေမလားဆိုတာကိုတော့ကဘာကဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်